အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football life အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အော်ဒီနေ့မော်လက်ရှိမှာတော့ကျွန်တော်တို့ square car ကတင်ထားတယ်ဒါကျွန်တော်တို့တိစားတစ်ခုနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောပြချင်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ square car ကဒါတို့တို့နေနေတာလက်ရှိ computer တွေပါတယ်လက်ရှိမှာ battery audit နဲ့ဒါတရက်ဝင်တော့ကျွန်တော်တို့ calculate လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလက်ရှိအခြေအနေတွေက ဘယ်အသင်းကပရီးမီးယားလီးဂ်ရဖို့အတွက်ရာဂိုင်တို့အများဆုံးနေနေလက်ရှိမှာဒါကျွန်တော်ဘယ်အသင်းကဒါကျွန်တော်တို့တန်ဆင်ဖို့အတွက်ရာဂိုင်တို့အများဆုံးလဲဆိုတဲ့ပုံစံမျိုးတွေကိုထွက်ပေါ်လာခဲ့တယ်ဘုနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒါ data ကိုကြည့်ရပြီးနောက်ပိုင်းမှာခမောင်းအနေနဲ့ဒါကျွန်တော်တို့လက်ရှိပြောမယ်ဘုနော်အဲ့တော့လက်ရှိမှာနံပါတ်10နေရာကနေပြီးနံပါတ်1နေရာအတွက်ပြောတော့မယ်ပြီးတော့လက်ရှိမှာဒါတန်ဆင်မဲ့အသင်းလေးရောင်းနေနေပြောတော့မယ်တန်ဆင်ဖို့အတွက်ရာဂိုင်တို့အများဆုံးအသင်းဘုနော်အဲ့တော့လက်ရှိမှာကျွန်တော်တန်ဆင်ဖို့အတွက်ရာဂိုင်တို့အများဆုံးအသင်းကြောင်းပြောပါမှာလက်ရှိမှာဒီ status တွေကိုကျွန်တော်တို့ကျွန်တော် square car ဆိုတဲ့ဒါကျွန်တော် office official channel ကရရှိလာဖြစ်ပြီးတော့ square card လည်းရှိမှာသူတို့ကိုယ်တိုင် calculate လုပ်ထားတဲ့စာရင်ဒါကျွန်တော် betting channel တွေကနေတွားပြီးတော့ဒါကျွန်တော် data တွေ audit ယူပြီးတော့ဒါသူတို့တွေ calculate လုပ်ပြီးလက်ရှိမှာကျွန်တော်ကတော့ personal နဲ့ပြန်တွက်လိုက်တာဖြစ်တယ်ဘောနော် personal နဲ့ပြန်တွက်တော့ကိုယ့်အကူလာ calculator နဲ့ပြီးတွက်တာတော့မဟုတ်ဘူးကျွန်တော်ဒါ ကျွန်တော်တော့ Gemini သုံးတယ်ပေါ့နော်ဒါကျွန်တော်ခု Google Gemini ကိုအသုံးပြုပြီးတော့ Passani နဲ့ပြန်ထွက်လိုက်တယ်အဲလက်ရှိမှာ Premier League အခုလက်ရှိကံပြီးတဲ့ပွဲစဉ်တွေအရဆိုရင်တော့ဒါကျွန်တော်တို့ Ban Lee အသင်းကတန်းစင်ဖို့အတွက်ရာဂိုင်းတို့အများဆုံးဆိုပြီး squad ကဘက်ကနေပြီးတော့ဒါကျွန်တော် order ကုငဲတတ်မှတ်ထားခဲ့တာဖြစ်တယ်လက်ရှိမှာ Ban Lee ကိုတော့ဒါကျွန်တော် Premier League ကတန်းစင်ဖို့အတွက် percentage အရ82.43%ပါစန်တီအရရှိတယ်ဆိုပြီးသူတို့အနေနဲ့တွက်တွက်တွက်ထားတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့နောက်အသင်းတစ်သင်းနေနဲ့ထပ်ပြီးတွက်ထားတဲ့နေရာမှာတော့ဒါကျွန်တော် Wolf တင် Wolf တင်ကလက်ရှိမှာဒါချီဇွမ်းရကိုရီအသင်းကို ဒုက္ခပေးတာကလွင်လက်ရှိခြေစွမ်းရတာကြောင့် Victor Pereira အသင်းကမနစ်ကဟုတ်မလို့တော်တော်လေးကိုချတူးလန်သွားခဲ့တယ်66 66.6ခွန်ရာဂိုင်နှုန်းနဲ့ Victor Pereira ရဲ့ Wolverhampton ကိုသူတို့အနေနဲ့ဒါနံပါတ်2နေရာမှာပေးထားခဲ့တယ်ပေါ့နော်နံပါတ်3နေရာမှာတော့ West Ham United လက်ရှိမှာဒါနီးပြားတွေပြောင်းလဲခဲ့ပြီမြဲအခြေအနေတွေကမပြောင်းသေးဘူး Nuno Espirito Santo ကလက်ရှိမှာအင်ဂွင်းကြီးမှာ Brentford အသင်းကိုဒါကျွန်တော် Igor ရဲ့ twin goal တွေနဲ့သူရှုံးနိမ်သွားခဲ့ပြီးတဲ့နံပါတ်မှာတော့ Wolver West Ham အသင်းကလက်ရှိမှာဒါကျွန်တော်တန်းစင်ဖို့ရာဂိုင်နှုန်းတွေတဖြည်းဖြည်းပူပူပြီးတက်လာခဲ့တာဖြစ်တယ်52.38ရာဂိုင်နှုန်း ုံနဲ့တူ West Ham United ကလက်ရှိမှာတန်းစင်မှုအတွက်ရာဂိုင်းတို့အများဆုံးဖြစ်အဲ့တော့လက်ရှိမှာဒီ3တင်းကဒီနှစ်မှာတန်းစင်မှုအတွက်ရာဂိုင်းတို့အများဆုံးဖြစ်တဲ့ဆိုတဲ့အကြောင်းကို Squad ကကတင်ထားခဲ့တယ် Channel သင်းတော့ရှိတယ်ဥပမာလက်ရှိမှာ Sunderland 26.6ခွန်ရာဂိုင်းတို့ရဲ့ Lee United က26.6ခွန်သမ္မရာဂိုင်းတို့ရဲ့ Lee Sunderland နဲ့ Lee ကတော့ အော့ကတူရပေါ့နော်တက်ရှိမှာကျွန်တော်တို့ရှွန်တိုက်ကိုခံထားခဲ့တဲ့ Northern Forest ရဲ့ Brand Fu ရ73.3ရင်ပြီးတော့ကျွန်တော် Fu Han က10.5ဆိုအဲ့တော့တက်ရှိမှာ Tension Bow အတွက်ရာဂိုင်နှုန်းကြီးအများဆုံးသတ်မှတ်ထားတဲ့၃သင်ကတော့ Wu ကျွန်တော် Ban Lee ရဲ့ Uvaden Wasam ရဲ့ဆိုပြီးလက်ရှိမှာဒါကွန်ပျူတာတွေကနေပြီးတော့တွက်ချက်ပြီးပြောထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ Premier League ရဖို့အတွက်ရာဂိုင်နှုန်းအများဆုံးတော့10ပြောဆယ်ရာဂိုင်နှုန်းတွေအဲ့တော့နံပါတ်10နေရာမှာကတော့ဒါကျွန်တော်တို့ Brighton အသင်းဖြစ်ပြီး0.20ရာဂိုင်နှုန်းနဲ့နံပါတ်10နေရာမှာရက်တည်ပြဖြစ် ်တယ်။ဒါခုနကပေါ့တရားခိုင်နှုန်းတော့မပြည့်တဲ့အခြေအနေတစ်ခုပေါ့နော်။ဒါနံပါတ်9နေရာမှာ Crystal Palace အသင်း Crystal Palace တင်းကသူများတသမာ2.3ညအရာခိုင်နှုန်းနဲ့တူတယ်ကျွန်တော်ထုံးရတဲ့သူလည်းဒါကျွန်တော်သူများတသမာ9ရာခိုင်နှုန်းတော့မပြည့်ပါဘူး။နံပါတ်10နေရာမှာလက်ရှိမှာဒါကျွန်တော်အသင်းကိုပူပူလောလောနိုင်သွားတဲ့ Aston Villa ကတော့ပထမကတော့0 point ဒါကျွန်တော်တို့ one something အမှုတရှိပေမဲ့ spotting ကိုနိုင်တော့ခဲ့ပြီးတော့ unit america လည်း9ပွဲဆက်နိုင်ထားခဲ့ပြီးတော့မှာတဖြည်းဖြည်းနဲ့ဒီပုံမှာပြန်တက်လာခဲ့ရတွေ့ရမယ်တမှုပါတယ်နံပါတ်9နေရာမှာ newcastle united အသင်းနဲ့သူနဲ့တသမာ300ခန်းနှုန်းနဲ့ပါတာတွေ့ရမယ်အဲ့တော့ ပြပြပြတာပေါ်တက်သွားခဲ့ပုံနော်အဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ squad car ပဲတွတ်တယ်ဘယ်ရပဲတွတ်တယ် batch car ပဲတွတ်တယ် blue ပဲတွတ်တယ်အခုအချိန်မှာ computer တွေအများကြီးအဓိကတွတ်ထားတာဖြစ်တယ်ဒါကျွန်တော်လူတွေလုတ်ထားတာမဟုတ်ဘူးလက်ရှိမှာ computer တွေအနေနဲ့ဒါကျွန်တော်ကန်ထားတဲ့ပွဲစဉ်ကြီးတွေ့ရ fixture တွေရလက်ရှိမှာ print code တွေရလာမဲ့ fixture တွေပေါ်မူတည်ပြီးတော့အခုနောက်ပိုင်းဒါ AI တွေတဲ့ technology အရန်နေမြင့်ပါတယ်အဲ့တော့အဲ့ဒီပုံမှာလည်းမူတည်ပြီးတော့ဒါကျွန်တော်တို့အဲ တိတလောက်ကိုပြောရမယ်ဆိုရင်တို့တွေကဒါအဲ့လိုမျိုး pressure လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာနံပါတ်6နေရာကနံပါတ်6နေရာမှာရှိတာကတော်တော်တော်ဒေဖစ်တော်တန်ဟော့စပါတင်တော်တန်ဟော့စပါတင်နဲ့တရာခိုင်နှုန်းပြပေါ့စပါတင်လက်ရှိမှာပရီးမီးယားလိရဖို့အတွက်တရာခိုင်နှုန်းနာမရှိပဲね3.9ရာခိုင်နှုန်းသာရှိတယ်ဆိုပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ squad car ရဲ့ super computer ကနေပြီးတော့ pressure ပြီးထားတာဖြစ်တယ်ဒီနေရာမှာ top 5လို့ဝင်လာခဲ့ပေါ့နော်နံပါတ်5နေရာမှာဒါ Manchester United အသင်းကတော့1.96ရာခိုင်နှုန်းနဲ့အတူဒါကျွန်တော်တို့လက်ရှိအနေထားရဒါကျွန်တော်တို့ အဲပရီးမီးယားလီးဂ်ရဖို့အတွက်နံပါတ်5နေရာမှာပြင်းနေပေါ့နော်နံပါတ်6နေရာမှာတဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့အမှတ်တွေတက်လာခဲ့တာဖြစ်တာကတော့ဒါ Chelsea အတင်းဖြစ်တယ် Chelsea တင်းရဲ့ရှိမှာ3သသမ83ရာဂိုင်နှုန်းနဲ့အတူဒါကျွန်တော်တို့ပရီးမီးယားလီးဂ်ရဖို့အတွက်ကိုဒါကျွန်တော်9ရာဂိုင်နှုန်းမပြည့်တပြည့်နဲ့ကျွန်တော်တို့ဒါတွားနေအောင်တွေးရမယ်ပေါ့နော်ပြီးတော့နံပါတ်3နေရာနံပါတ်3နေရာမှာလက်ရှိမှာဒါကျွန်တော်ပထမအတားကျွန်တော်ရည်ရပြီးတော့ဒီနံပါတ်3ရာနေနေနေရာ ကျွန်တော်တို့ကမဟုတ်လီဗာပူးတင်းလီဗာပူးတင်းကဒီနှစ်မှာပရီးမီးယားလီးဂ်ရဖို့အတွက်ကျန်တဲ့အသင်းတွေကတော့ကျွန်တော်ရာသီအစမှာကြော်ဖြတ်ပြီးမမေ့ရ42ရာခိုင်နှုန်းလားမသိဘူးရရှိခဲ့ပြီးအခုလက်ရှိမှာတဖြည်းဖြည်းနဲ့ကျလာလိုက်တာအခုလက်ရှိမှာ78.78ရာခိုင်နှုန်းပဲရှိတော့တယ်ဒါကြောင့်နံပါတ်3နေရာမှာလီဗာပူးတင်းကရပ်တည်နေတာကိုတွေ့ရမယ်တဖြည်းဖြည်းနဲ့လက်ရှိမှာတော့ကျွန်တော်တို့ဒီရာသီအစပထမ5ဘောမှာမန်ချက်စတာစီးတီးတင်းကဒါကျွန်တော်တို့မမေ့ရဒါကျွန်တော်တို့ Chelsea ရဲ့အောက်တောင်ရောက်သွားခဲ့တယ်ဟဲ့ဘောနော်ကျွန်မမဲ့အဆင့်၄လားမသိတာ Manchester City တင်းနေတာညာဘက်၄နေရာကိုရောက်သွားခဲ့တယ် City တင်းနေခုလက်ရှိမှာတဖြည်းဖြည်းနဲ့ပြန်တက်လာခဲ့ပြီးတော့ Premier League ပြန်ရဖို့ရာခိုင်နှုန်းကို18.18ရာခိုင်နှုန်းတွေတိုးတက်သွားပြီလို့သိရတာမှာပါတယ်ပထမသူနေ2.5နဲ့2.8ရာခိုင်နှုန်းကနေခုလက်ရှိမှာ18.18တက်ခဲ့အဲ့တော့ of course Unai Emery လက်ရှိမှာအသင်းကခြေစွမ်းကောင်းတာနဲ့အမြတ်လက်ရှိမှာဆိုဒါပေမဲ့ လက်ရှိမှာဒီနှစ်ရဲ့ဒါကျွန်တော်တို့နံပါတ်1နဲ့ကိုပြည်လက်ရှိမှာဒါကျွန်တော်ဒီလိုပုတ်ချင်းစကြရှာမှာနံပါတ်1နေရာကိုောက်ယူသွားခဲ့တာကတော့ဒါကျွန်တော်တို့အာဆနိုအသင်းပဲဖြစ်ပါတယ်အာဆနိုအသင်းကလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိဂ်ကိုရဖို့ရကိုင်းတော့နံပါတ်1ပြင်းနေခဲ့ပြီးတော့လက်ရှိခြေစွမ်းနေလက်ရှိအချိန်ဒီကအာဆနိုအသင်းကတော့30ဒသမခွန်ခွန်ရကိုင်းနှုန်းနဲ့အတူပရီးမီးယားလိဂ်ကိုရဖို့အတွက်ရကိုင်းနှုန်းအများဆုံးသောအသင်းတစ်သင်းတွေနဲ့ကုလက်ရှိမှာနံပါတ်1ပြင်းနေဖြစ်အဲ့တော့အာဆနိုအသင်းကဒီနှစ်မှာဒါကျွန်တော်လက်ရှိမှာဒါစူပါကွန်ပျူတာတွေရောရှိသမျှဒါကျွန်တော်တို့စတက်တစ်စတစ်တွေရောအကုန်လုံး ရဲ့နံပါတ်တွေကိုကြည့်မယ်ဆိုတော့အာဆနယ်သင်ကဒါကျွန်တော်တို့အချီနီတီကိုအရန်အရန်ကောင်းနေပြီလို့ပြောလို့ရတယ်ပေါ့ဒီအာနေမိုပဲနဲ့လက်ရှိမှာတော့ကျွန်တော် Athletic UK ကတတ်မှတ်ပေးထားခဲ့တဲ့2025 2026မှာဒီလတော့ကျွန်တော်တို့ပထမအပတ်မှာရေးသားခဲ့တယ်ပေါ့နော် PSG သင်ကဒါမနစ်ကချန်ပီယံဖြစ်ခဲ့ပြီဒီနှစ်မှာလည်းချန်ပီယံဖြစ်ဖို့ရေးပန်းစားခဲ့ပြီမြင်အာဆနယ်သင်ကဒီနှစ်မှာဒါကျွန်တော်တို့ ချန်ပီယံလိရဖို့အတွက်ရာဂိုင်နှုတ်အများဆုံးသောအသင်းအနေနဲ့ဒါကျတော့ Athletic UK ကတက်မှတ်ခဲ့တာဖြစ်တယ် Athletic UK ဆိုတာလက်ရှိမှာသိကြတယ် Power Base website တခုမဟုတ်ဘူး Power Base article တခုမဟုတ်ဘူးအာဆိုတဲ့နဲ့လက်ရှိမှာဒီနှစ်မှာဒါကျွန်တော်တို့တက်မှတ်ထားတဲ့ဒါကျွန်တော်နံပါတ်1ရဆိုရင်တော့ Triple ရဖို့အတွက်တောင်မှရာဂိုင်နှုတ်အများဆုံးအသင်းအသင်းအနေနဲ့ဒီနှစ်မှာဒါကျွန်တော်တက်မှတ်ထားခဲ့တာကိုပြရမယ်လို့ပါတယ်လက်ရှိမှာ Athletic UK တက်မှတ်ထားဖို့အရဆိုရင်ဒါကျွန်တော်တို့ 16တင်းအဆင့်ကိုတက်ဖို့အတွက်ရာဂိုင်တို့အများဆုံးကလေဒါကျွန်တော်တို့အာဆနယ်အသင်းမဲ့လူတီးရတယ်မပါအာဆနယ်အသင်းနဲ့လက်ရှိမှာ16တင်းအဆင့်ကိုတက်ဖို့အတွက်ဆိုရင်တော့ဒါကျွန်တော်90ရာဂိုင်နှုန်းတိရှိပြီလက်ရှိမှာအာဆနယ်အသင်းကချန်ပီယံလိရဖို့အတွက်ဆိုရင်တော့18ရာဂိုင်နှုန်းတိများနေတာကိုတွေ့ရမယ်တဲ့မပါတယ်သူ့အောက်မှာဒါကျွန်တော်ထူးစန်းစန်းပြလက်ရှိမှာဒါတိုင်ပတ်နေကြတာမှန်ပေမဲ့လီဗာပူးအသင်းကိုရတာဆိုတော့15ရာဂိုင်နှုန်းနဲ့ဒါကျွန်တော်နံပါတ်1နေရာမှာပေးထားတယ်အသက်တီကီကနံပါတ်3နေရာမှာ PSG ကို14ရာဂိုင်နှုန်းနဲ့ပေးထားခဲ့တယ်နံပါတ်4နေရာမှာဆိုကျွန်တော်တို့ Manchester City အသင်းကို10ရာဂိုင်နှုန်းနဲ့ပေးထားခဲ့တယ်နံပါတ်5နေ ရာမှာတော့ဒါဆိုဘိုင်ယန်မြူးနစ်အသင်းကိုဆရာကန်နဲ့ပြီးတာခဲ့နံပါတ်6နေရာမှာဘာစလိုနာအသင်းနေရာကိုဒါကျွန်တော်တို့ရှေ့ရာကန်နဲ့ပြီးတဲ့နံပါတ်9နေရာမှာတော့ဒါကျွန်တော်ရီယယ်မက်ဒရစ်အသင်းနေနဲ့9ရာကန်နဲ့ပြီးတာခဲ့တယ်နံပါတ်8နေရာမှာဒါကျွန်တော်တို့အင်တာအင်တာမီလန်ကိုဒါ4ရာကန်နဲ့နံပါတ်8နေရာပြီးတာခဲ့တယ်နံပါတ်9နေရာမှာတော့ Chelsea အသင်းကို4ရာကန်နဲ့ပြီးတာခဲ့ပြီးနံပါတ်10နေရာမှာတော့ထူးထူးဆန်းဆန်းပြည Newcastle United ကို3ရာကန်နဲ့ပြီးတာခဲ့တာတွေ့ရမယ်ကျွန်တော်တို့ Tottenham Hotspur အသင်းကိုတော့ထူးထူးဆန်းပြားဒါလက်ရှိအသင်းနေမှာတော့ဒါကျွန်တော်တို့အဲ့ပေါ့ဆက်ပေါ့ဟို Premier League ကို Champions League ရောက်တဲ့နံပါတ်13နေရာမှာတိုက်တိ 100ရာခိုင်နှုန်းနဲ့ပြီးရခဲ့တယ်ပေါ့အဲ့တော့လောကမှာ100ရာခိုင်နှုန်းရှိရင်ကိုပဲ try လုပ်ရတယ်ပေါ့နော် champion ပရီးမီးယားလိမှာဆိုလဲဒါကျွန်တော်တို့တုံးရတဲ့တုံးမှာခွန်တုံးရရာခိုင်နှုန်းလက်ရှိမှာ champion လိမှာဆိုလဲ1ရာခိုင်နှုန်းပေါ့နော်အဲ့တော့ Arsenal တင်းကတော့လက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိကို champion လိမှာပါဒါကျွန်တော်တော်တော်လေးကိုလမ်းပြန်ထွက်နေတဲ့ percentage တွေလက်ရှိတော့တွန်းနေတဲ့ chances တွေကဒါကျွန်တော်လက်ရှိမှာ champion လိကိုပရီးမီးယားလိကိုရဖို့အတွက်ရေပန်းအစားဆုံးတော့အသင်းနဲ့နံပါတ်1ပြေးနေတာကိုတွေ့ရမယ်အဲ့တော့ Arsenal တင်းကလက်ရှိမှာဒါပြန်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ပရီးမီးယားလိမှာဆိုရင်ဒါပရီးမီးယားလိရဖို့အတွက်30%ရာခိုင်နှုန်းရှိတယ် champion လိမှာ ာဒါကျွန်တော်ရာဂိုင်နှုန်းရဲ့78ရာဂိုင်နှုန်းရှိပြီးတော့ဒါကျွန်တော်ပရီးမီးယားလိရဲ့ဂျန်တဲ့အသင်းတွေကိုကျော်လွန်ပြီးတော့ဒါကျွန်တော်ဥရောပမှာလည်းဂျန်တဲ့အသင်းတွေကိုကျော်လွန်ပြီးတော့ရှင်းသမျှဖလားတွေကိုအကုန်စခူးသွားနိုင်မယ်ဆိုတဲ့ပါစန်တွေမှာတော့အာစတိုသင်အမြင့်ဆုံးလို့သိရတယ်မှာပါတယ်ဒါခုနပြောခဲ့သူပဲလဲရှင်းမအာစတိုသင်ကဒါတွေမှပဲ triple ကိုပါဒီနှစ်မှာစခူးဖို့အတွက်ရာဂိုင်နှုန်းအများဆုံးအသင်းတွေနဲ့နံပါတ်1ပြေးနေတာကိုပြရမယ်တယ်မှာပါကိုယ်အနေနဲ့မနာလိုတာတဲ့ဆိုင်တော့အားကြတယ်လို့ပြောရုံကလည်းတော့ဘာမှသိမရှိဘူးလို့ပြောရင်းနေပဲ နားမှာကျွန်တော်ကြားပါတယ်ဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv for you တို့မှာကျင်းလို့ဆိုပေါ့ကိုကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကြွတူပါတယ်ကောင်းမွန်တော့ delete နေဖြစ်ပါစေစုံပေါင်းကောင်းတောင်းပြီးနေပြင်ကျွန်တော်တို့ရေနောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျမြန်မြန်လက်ကလစ်ပေးကြပါဦးမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့တေးပါဗျ